ဂျာမန်ကားလောကရဲ့တမိုင်းတစ်လျှောက်မှာထူးခြားတဲ့ကားစီးအကြောင်းကိုပြောပြပါမယ်။ထောင်ဝယ်39နောက်ပိုင်းမှာဂျာမန်အင်ဂျင်နီယာတွေဟာသူရဲ့စွမ်းရည်ကိုကမ္ဘာစံချိန်တင်နိုင်မှုအတွက်ကားစီးကိုတည်ဆောက်ခဲ့ပါတယ်။အဲဒီကတော့ Mercedes Benz T80 ပဲဖြစ်ပါတယ်။ဒီ project ကိုဦးဆောင်ခဲ့တဲ့လူကတော့ဂျာမန်ပြိုင်ကောင်းမောင်းတမဟန်စတက်ဖြစ်ပြီးတော့ IK ကကမ္ဘာအမြင်ဆုံးစံချိန်ကိုချိုးဖောက်ဖို့အတွက်ရည်ရွယ်ခဲ့တာပါ။ ကားရဲ့ကိုယ်ရည်ဒီဇိုင်းကိုရော Ferdinand Porsche ရာရည်ဆွဲခဲ့တာဖြစ်ပြီးရောလေယာဉ်ဒီဇိုင်းပညာရှင် Joseph Mickey ကလေခွဲရကောင်းတဲ့ဒီဇိုင်းကိုရရှိဖို့အတွက်ကူညီခဲ့ပါတယ်။ကားရဲ့ကိုယ်ရည်ကိုရောလေယာဉ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hankey ကနေမှတိဆောက်ပေးခဲ့တာပါ။ Engine ကတော့ 44.5L Daimler Van DV6003 V12 Engine ကိုတက်ဆင်ထားပါတယ်။အဲ့ဒီ Engine ဟာဒုတိယကမ္ဘာစစ်ကဂျာမန်စစ်တပ်ကလေယာဉ်တွေမှာအသုံးပြုတဲ့ Engine ဖြစ်ပါတယ်။ Horsepower 3000နဲ့3500လောက်ထက်တဲ့စွမ်းရည်မြင့် Engine တစ်ခုဖြစ်ပါတယ်။ မာစီတီဘန်စ် DAD ကိုစတင်ဆောက်လုပ်ခြင်းတော့ကားရဲ့အမြန်တော့တနာယီ342မိုင်တော့အထိရီမန်းခဲ့ရပါဒါပေမဲ့1939မှာဟောတနာယီ466မိုင်တော့အထိတိုးမြင့်ခဲ့ပါတယ်ကားပုံစံကတော့အလျား8.24မီတာနဲ့အလေးချိန်2896ကီလိုဂရမ်ရှိပြီးတော့လေယာဉ်တစ်စီးနဲ့တူပါတယ်ကားကိုစမ်းတပ်မောင်းနေမှုအတွက်ဂျာမနီနိုင်ငံဒဆော့အော်တိုဘန်မှာ10ကီလိုမီတာရှိတဲ့ပြည်လမ်းတစ်ခုကိုပြင်ဆင်ခဲ့ပါတယ်1940ဇန်နဝါရီမှာစမ်းတပ်မောင်းနေမှုပြင်ဆင်ထားခဲ့ရင်မြေဒုတိယကမ္ဘာစစ်ကြောင်းပယ်ဖျက်ခဲ့ရပါတယ် အဲ့ဒီနောက်မှာတော့ Masiti Band T80 ဟာဆက်သက်မောင်းနေခဲ့ခြင်းမရှိတော့ပါဘူးစစ်ပြီးကာလမှာတော့ T80 ဟာအော်စတြေးလျနိုင်ငံမှာတင်ရှိခံရပြီး Stuttgart မြို့မှာရှိတဲ့ Masiti Band ပြတိုင်းမှာပြတော့ထားပါရဲ့ Masiti Band T80 ကိုကြီးကြီးအပြင်ဂျာမန်ရဲ့နည်းပညာဟာ1930နှောင်းပိုင်းမှာနေရဘလောက်တောင်တိုးတက်နေတယ်ဆိုတော့သိနိုင်ပါတယ်